ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live here we go ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့အဆူမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ here we go ကတော့ကျွန်တော်လက်ရှိမြန်မာစံတော်ချိန်ဒါကျွန်တော်တို့ခေါနနာရီတင်တဲ့ဗီဒီယိုနဲ့ကွက်တီတောင်သွားကြတယ်လို့တောင်ဆိုလို့ရမယ်တယ်မှာပါပါတယ် ဲ့တော့လက်ရှိအပြောင်းရွှေ့မှာဒါကျွန်တော်တို့နောက်ကလိုက်ပေမဲ့အခုလက်ရှိမှာရှေ့ဆုံးပြောင်းရောက်သွားတဲ့အသင်းသင်းကတော့ Manchester City အသင်းမဖြစ်ပါလိမ့်မယ်။ Manchester City အသင်းတွေကသူများတွေ Hewi Goodson ရောတောက်လျှောက် Hewi ကိုနောက်ကျခဲ့ပြီးတော့ဒါပေမဲ့ City ရဲ့ Hewi Go တွေကတော့လက်ရှိမှာမြန်မြန်ဆန်ဆန်လုပ်နေတယ်ဆိုတာကိုတော့ တွေ့ရမယ်လို့ပြောလို့ရတယ်မှာပါအဲ့တော့လက်ရှိမှာဒါကျွန်တော်နောက်ဆုံးရသတင်းတွေရဆိုရင်တော့ Manchester City ကတော့သူတို့ရဲ့ဒါကျွန်တော်တတိယမြောက်ခေါ်ယူမှုကိုတော့တရားဝင်လှုပ်ဆောင်နိုင်လိုက်ပြီဆိုပြီးတော့သတင်းတွေထွက်ပေါ်နေခဲ့တာကိုတွေ့ရမယ်တဲ့မှာပါပါတယ်အဲ့တော့ နောက်ဆုံးရသတင်းတွေရဆိုအခုလက်ရှိမှာ Manchester City အသင်းနေနဲ့ဒါကျွန်တော်တို့ Ryan Shakey ကိုတော့တရားဝင် ခေါ်ယူလိုက်နိုင်ပြီဆိုတဲ့သတင်းကို David Austin က Fabrizio Romano ကိုတရားဝင်3ရက်တွေ့တဲ့စာမျက်နှာပေါ်မှာပါတင်လာခဲ့ပြီ။အဲ့တော့ဒါဒီနေ့မှာတော်တော်လေးကိုစိတ်ဝင်စားဖို့အကြောင်းလေးတွေရှိတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးလဲကျွန်တော်နည်းနည်းလေးဆွေးနွေးမိတဲ့မှာပါတယ်။အဲ့တော့လက်ရှိမှာ Ryan Shakey ဒူတာ Manchester City ကတော့ Here we go သွားခဲ့ပြီ။လက်ရှိမှာဒါကျွန်တော်အသင်းနှစ်သင်းကြားနောက်ဆုံးတော့ဒါသဘောတူညီမှုဈေးတစ်ခုကိုရရှိသွားခဲ့ပြီဖြစ်ပြီးတော့ဒါ Shakey ကိုတော့ Lyon သင်းကဒါကျွန်တော် Manchester City အသစ်စီရောင်းချတော့မှာဖြစ်တယ်လို့သိရတယ်မှာပါတယ်။ကစားသမားက Manchester City အသင်းကိုဒါကျတော့စတင်ပြီး contact လုပ်ခဲ့ကစားသမားကကောင်းငိန်ထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒီကစားသမားက Manchester City အသင်းမှာဒါကျွန်တော်လာရောက်ပြီးကစားတော့မှာဖြစ်တယ်။အဲ့တော့ဒီကစားသမားရဲ့လက်ရှိနောက်ဆုံးရ သတင်းရဘလို့ရှိလဲဒါလက်ရှိနောက်ဆုံး update ရဆိုရင်ဒီကစားသမားကဒါ Manchester City မှာ9နှစ် plus 1နှစ်ဒါ total 6နှစ်တက်တန်းရှိတဲ့ package တစ်ခုကိုစာရုံးတက်တန်းတူမယ်လို့သိရတယ်မှာပါတယ်လောက်ခလာဆိုတော့အတိအကျမသိရသေးမှာတပတ်လောက်ခလာဆိုပေါင်3000ကျွဲ့ Euro 38000ပတ်ချာလေဝင်းညင်ရတဲ့ကစားသမားကဒါစာချုပ်ချုပ်ခဲ့ပြီလို့သိရတယ်မှာပါတယ်လက်ရှိမှာဒါကစားသမားနေတာကျွန်တော်ဒါ Fabrizio Romano မဟုတ်ဘဲနဲ့ David Austin ပြောပုံရဆိုရင်တော့ဒီကစားသမားကဒါ Manchester United Manchester City အသင်းနဲ့ Euro 340ပြီးချေခဲ့လို့သိရတယ်တချို့ကြတာ confuse ်လေးလေးမယ်။ဘာလို့များဒါကျွန်တော်တို့ Ryan Sherkey ကစာချုပ်ဖြတ်သိရေ22.5တန်းရှိရဲ့သားလေးကိုဘာကြောင့် Euro 340ပေးရလဲ။ဒါကျွန်တော်တို့အထင်အမြင်လေးကိုနောက်မှနောက်မှဒါအဲ့ဒီလိုမယ်။လက်ရှိမှာ detail လေးပြောအောင်။အဲ့တော့ကစားသမားအနေနဲ့ဒါကျွန်တော်တို့အင်္ဂါနေ့ပေါ့နော်မနက်ဖြန်မှာဒါတရားဝင်စစ်စစ်သွားဖို့အတွက်အချိန်ဒီကောင်းနေခဲ့ပြီဒီနေရာမှာဒါကျွန်တော်တို့ Manchester City အသစ်နေနဲ့ဒီကစားသမားအသစ်ကိုဒါ Club World Cup ဒါကျွန်တော်တို့ကို အမြန်ဆုံးဒါမှတ်ပုံတင်နိုင်မယ်လို့သူတို့နေယူဆတာအဲ့တော့ဒါကစားသမား၃ယောက်ဖြစ်တဲ့ဒါ Riders ရဲ့ I Nuri ရဲ့ဒါကျွန်တော်တို့ Sherky ရဲ့၃ယောက်ကိုဒါကျွန်တော် City The Neck Club World Cup ကိုခေါ်ယူသွားတော့မှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ City The Neck ခုလက်ရှိမှာဒါကျွန်တော်တို့တေချာတခုကေဗင်ကျွန်တော်ခုမှဒါတပေးပေါ့မနေ့ကမှကွန်မင်းထွန်းနဲ့ကျွန်တော်ပြောကျွန်တော်ပထမကေဗင်ဒရိုင်းနာကိုကျွန်တော်ကထင်လိုက်တာ Club World Cup ထိလိုက်သွားမှထင်ခဲ့ခဲ့ပေမဲ့ကေဗင်ဒရိုင်းနာလက်ရှိမှာ Club World Cup မလိုက်သွားခဲ့အဲ့တေချာတခုလက်ရှိမှာဒါ City အသေးနေနဲ့ဒါ Club World Cup အမီ attacking midfielder ကိုမြန်မြန်ဆက်ဆံဒါ Sherky ကိုခေါ်ယူနိုင်ခဲ့တယ်ပြီးတော့ low end ရဲ့ left back ားသမားဖြစ်တဲ့ Ainuri ကိုခေါ်ယူနိုင်ခဲ့တယ်။အခုလက်ရှိမှာဒါဒဏ်ရာရသွားတဲ့ Covasin နေရာကို Rinders နဲ့အမြန်ဆုံးစားထုတ်နိုင်ခဲ့တယ်။အဲ့တော့ပြောချင်တာက City တင်းနဲ့လာမဲ့ Club World Cup မှာ Guardiola ရဲ့အသင်းကိုအကောင်းဆုံးပုံစံမျိုးတစ်ခုနဲ့ကျွန်တော်တို့မကြခင်မှာတွေ့ရတော့မယ်လို့မြင်တယ်။အဲဒီကစားသမားဘာလို့ကျွန်တော်ဒါ City တင်းနေနဲ့ကျွန်တော် Euro 30000တောင်ပေးခဲ့ရလဲ။စကားသမားမှာစာချုပ်ဖြတ်သိမ်းခြင်းဖြစ်တဲ့ Euro 22.5သန်းပဲရှိတဲ့အခြေအနေကနေပြီးတော့ဘာလို့ဒါကျွန်တော်တိုးတက်နှစ်ဆလောက်နေနေပေးခဲ့ရလဲဆိုတော့အကြောင်းရောနည်းနည်းလေးပြောချင်တယ်။ဒီကစားသမားရဲ့စာချုပ်ဖြတ်သိမ်းကဖြတ်သိမ်းခြင်းကကျွန်တော်အသိတလောက်ကဒါကျွန်တော်တို့ 你。 အခုမှဒါကျွန်တော်တို့အပြောင်းရွှေ့ကဒါတရားဝင်ကဒါကလပ်ဘောကရှိလို့ဖွင့်ပေးတာဖြစ်တယ်။ဒါပေမဲ့ဒီအပြောင်းရွှေ့အတွင်းမှာတချို့သောကစားသမားတွေကစာချုပ်ဖြတ်သိမ်းကြီးကဒီနေရာမှာအသက်မဝင်သေးဘူး။ဒါဒီနေရာမှာဒါကျွန်တော်တို့သိတလောက်ပေါ့နော်။ဒါ Matthews ခွန်နာဆိုတာ Manchester United တင်ကစာချုပ်ဖြတ်သိမ်းကြီးပေးလိုက်တယ်ဆိုရမှမဲ့ကစားသမားတော့ကျွန်တော်တို့ကစားသမားတွေအတူဒါတရားဝင်မကြေညာသေးတဲ့ဥစ္စာတွေတွေ့ရမှာ။ဘာကြောင့်လဲ။ဒီနေရာမှာဒါကျွန်တော်တို့တချို့သောကောလာဟာလာတွေဖြတ်မှုရဆိုတချို့စာချုပ်ဖြတ်သိမ်းကြီးတွေကတကယ်ကျွန်တော်တို့ဒါလာမဲ့ဂျွန်လာဒါကျွန်တော်16ရက်နေပေါ့နော်။ကျွန်တော်16 14လာမသိဘူး။ကျွန်တော်ဒါတကယ်အပြ ောင်းရွှေ့ဖွင့်မှသာဒီအဲကစားသမားတွေကိုခေါ်ယူနိုင်မှာဖြစ်တယ်အဲ့တော့ပြောချင်တာကလက်ရှိမှာစာချုပ်ဖြတ်သိမ်းကြေးတွေကလာမယ့်ဂျွန်ဆလီ16မှာအသက်ကိုစီဝင်ရမှာဖြစ်တဲ့ကြောင့်ဒီနေရာမှာဒီကစားသမားတွေကိုကလပ်ဘောကတ်အမိခေါ်ရတဲ့နေရာမှာပတ်စံပူပူပေးနေရတာဖြစ်တယ်မမေရဖရင်ပေါင်ရဲ့အပြောင်းရွှေ့တဲ့ဒါလီဗာပူးအသင်းကဒါကျွန်တော်တို့ငါးသန်းပေးရတဲ့နေရာမှာဒီနေရာကဒါဒီကစားသမားကိုဒါလီဗာပူးကပို့ပေးတဲ့ထမသား installment ကြောင့်ပေးခဲ့တာဖြစ်တယ်ချယ်ကီကိုတော့လက်ရှိမှာ CD အသင်းနေနဲ့ပို့ပေးခဲ့တဲ့အကြောင်းအရာကဒီကစားသမားကိုလက်ရှိမှာသူတို့အနေနဲ့ ကလပ်ဘောကအမီအမြန်ဆုံးဒါကျွန်တော်စော့ကျင်တဲ့အတွက်ကြောင့်ဒီကစားသမားကဒါကျွန်တော်တို့ဒီတိုတဲတဲ့ပေါ့22.5ပြဿနာကြီးလေး78တန်ဒီနီပို့ပေးခဲ့ရတာကကလပ်ဘောကစော့ကျင်လို့ဖြစ်တယ်အဲ့တော့ပြောချင်တာကဂွာဒီယိုလာကတော့ရှင်းတယ်သူကစားသမားကသူကလပ်ဘောကအမီအမြန်လို့ကျွန်တော်ကြောင့်မို့ဒါစီးစီးသိန်းကလည်းဒါဟျူဂိုဗီယန်နာတို့အုပ်စုအနေနဲ့မြန်မြန်ဆက်ဆက်လိုက်ရောပြီးတယ်တကယ်ကိုမိုက်တယ်လို့ပြောလို့အဲ့တော့စီးစီးသိန်းကပြအပြောင်းရွှေ့မှာဆိုတကယ်တဲ့စာချုပ်ဖြတ်သိမ်းကြီးဘာညာရှိတဲ့ကစားသမားတွေတကယ်ကိုလွယ်လွယ်ကူကူကိုလိုက်နေတယ်မှာပါတယ်ကိုဒီမြတ်ကစားသမားတယောက်မပြောနဲ့ဒါကျွန်တော်တို့ပေါင်၁၀တန်းရှိတဲ့နီးပြတယောက်ခေါ် ်ဘူးတော့တိုက်လေနေ့ချင်မှာ City က Reinders ဆိုကစားသမားမျိုးကိုဒါ65သန်း plus 10သန်း Euro 85သန်းနဲ့ခေါ်ချပလိုက်တယ်အဲ့ဒီလူကိုပေါင်35သန်းနဲ့ခေါ်ချပလိုက်တယ်အခုလက်ရှိမှာ Sheki ကို Euro 40ပေါင်35သန်းပတ်ချလေဘူးအဲ့တော့ City တင်းနဲ့ပြောချင်တာဗျာဒါလက်ရှိပေါင် Euro 350လောက်ကိုဒါ Messi တမိတ်တွေမှာဝုန်းနိုင်ခဏခဏသုံးပြလိုက်ပြီးတော့ Club World Cup ကိုငါတို့ကပတ်စံရှိလို့ဝင်တာကွာပတ်စံလူချင်လို့ဝင်တာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးကို City တင်းနဲ့ပြတ်သားအဲ့တော့ ကလပ်ဘောကကဒီနေ့မှာထင်ရတဲ့အများကြီးအများကြီးကြည်ကောင်းပြီလို့ကျွန်တော်တွေနဲ့ပုံကိုရေးအမြင်မိတယ်။ Ryan Shaki ကလက်ရှိမှာ City တင်းရတဲ့ကစားသမားတရားဝင်ကလပ်ဘောကအမိဖြစ်လာဘူးတော့အကုန်လုံးကမျောလင့်နေတယ်။ဒါကျွန်တော်မနေ့ဖြန်မှာတရားဝင်ဆေးစစ်ဖို့တော့အကုန်လုံးကတွန်းအားပေးနေကြတာဖြစ်ပြီးတော့ဒီကလပ်ကစားသမားကိုလည်းလက်ရှိမှာဒါ City တင်းနဲ့အမြန်ဆုံး ခေါ်ယူဖို့အတွက်အလုပ်လုပ်နေတယ်ဆိုတာလောကငြင်းစံအဲ့တော့ပြောချင်တာကသူတို့နေနဲ့ဒီနေ့ညရာဒီမှာကစားသမား၃ယောက်ခေါ်မယ်၃ယောက်လုံးကတော့အပြောင်းရွှေ့ဖွင့်ပြီးတိုတက်၉ရက်အတွင်းမှာကစားသမား၃ရက်၃ရက်ကို၁ယောက်နှုန်းနဲ့ခေါ်ယူနိုင်ခဲ့တယ်အခုလက်ရှိမှာဒါကျွန်တော်အသင်းတချို့ကကစားသမားကို၁ရက်ဝင်ခေါ်ယူနိုင်တဲ့ဥစားတွေကြီးညာထားခဲ့တာမှန်ပေမဲ့ CD သင်းတော့ဘယ်သူမှမမြန်ဘူးလို့ပြောလို့ရတဲ့သဘောမှရှိပါတယ်အဲ့တော့ဘယ်လိုပြော CD သင်းကတကယ်ကိုဒါကစားသမားခေါ်ယူနေမှာမြန်ဆန်တိကျတယ်လို့အများကြီးအများကြီးကျွန်တော် compliment လုပ်ရမယ့်သဘောမှရှိတယ်အဲ့တော့ Manchester City အင်းက Manchester City အင်းမှာအဲ့တော့ Manchester City အင်းနဲ့တည်င်းနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုတော့ City အင်းရဲ့တကယ့်ကို legend ကြီးတစ်ယောက်လည်းဖြစ်တယ်အခုလက်ရှိမှာလည်းဒါကျွန်တော်အသင်းမှာလည်းမရှိမဖြစ်လိုအပ်တဲ့ကစားသမားတစ်ယောက်က City အင်းကတရားဝင်ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်တခြားသောကစားသမားတော့မဟုတ်ပါဘူးလက်ရှိမှာ City အင်းရဲ့ဒါကျွန်တော်ဂူသမားတတိယဂူသမားပေါ့နော်ဂူသမားအရက်အရင်ပေါ့နော်တတိယဂူသမားဖြစ်နေတာကျွန်တော် Scott Carson ကြီးဒါကျွန်တော်လက်ရှိ City အင်းရဲ့ဒါလူရွှေတော်ကြီးလို့တော့ပြောလို့ရတယ် Scott Carson ကြီးကတော့ဒါ City အင်းကနေပြီးတော့တရားဝင်ထွက်ခွာသွားပြီလို့သိရတယ်မှာပါပါတယ်ဒီအပြောင်းအရွှေ့မှာဒါ ဘလောက်တီးရဲဆိုဂွာဒီယိုလာကိုတိုင်းကစကော့ကာဆန်ကိုဒါအသစ်မှာဆက်နေစေခြင်းမဲ့ကစားသမားကတော့သူ့ရဲ့အချိန်ကဒါစီတီအသစ်မှာပြည့်သွားပြီလို့ခံစားကြောင်စကော့ကာဆန်နေနဲ့ခုလက်ရှိမှာမန်ချက်စတာစီတီအသစ်ကနေပြီးတော့တရဝင်းထွက်ခွာသွားခဲ့ပြီလို့ဒါစီတီအသစ်ဘက်ကနေပြီးတော့ကြေညာသွားခဲ့ဖြစ်တယ်အဲ့တော့ဒါလက်ရှိမှာပေါ့နော်ဒါတစ်ခါကြရင်ခုနပြောသူပဲဘောလုံးကွင်းထဲမှာဘောလုံးကြီးပဲကန်နေတာမဟုတ်ပဲအသစ်မှာ leadership တချို့ဆိုင်လို့တယ်တကယ်တချို့ကြေသမားလက်ရှိမှာအသစ်နဲ့မှာခုလက်ရှိမှာတတိယမြောက်ဂိုးသမားတွေတော်တော်လေးကိုမဆိုးလို့ပြောလို့ရတယ်ဟိုမှာလက်ရှိမှာ Tommy Dan တို့ဒါကျတော့ Spa မှာဆို Alfie Whitman တို့ဒီလိုမျိုးကစားသမားတွေရှိတယ်တချို့ကြရတာ ူငယ်လေးတွေကိုထားရလေးထားလေးဒါပေမဲ့အခုနောက်ပိုင်းအသင်းကြီးတော်များဒါလူကြီးတွေကိုထားလေးရှိတယ်ဗောနော်ဒါအဓိကတော့ဗောဒါ goalkeeper coaching နဲ့ experience side မှာပြန်ကတ်လို့ရအောင်ထားလေးရှိတယ်နောက်တစ်ခုက leadership ဗောနော်ဒါကျွန်တော်တို့ဒါလူငယ်တွေကိုဒါဝိုင်းပြီးတော့အဲဂျားချပေးဖို့အတွက်ဒီကစားသမားကိုဒါအမြဲတမ်းခေါ်အဲ့တော့ဘယ်လိုပဲပြောစိတ်ပြေသေးတာကျွန်တော်တို့လက်ရှိမှာဂျား ်ထရီဘယ်ဒီကိုအသင်းနဲ့တူယူခဲ့တဲ့ဒါချန်ပီယံလိတွေကိုယူခဲ့တဲ့အမ်စကော့ကာဆန်ကြီး legendary goalkeeper ကြီးဒါစီတီသင်းကတရဝင်ထွက်ကွာခဲ့ပြီဆိုတော့စီတီသင်းကဒါလွန်ခဲ့တဲ့နှစ်လပိုင်းလောက်ကတရဝင်ကြီးညာခဲ့တာကိုတွေ့ရမယ်တဲ့မှာပါပါအဲ့တော့ဘယ်လိုပဲပြောပါတော့ကျွန်တော် Manchester City ရဲ့အပြောင်းအရွှေ့ကိုကျွန်တော်တကယ်ကိုကြီးကျူးတယ်ဒါပေမဲ့ကျွန်တော်စိတ်ဝင်စားသူတို့လူချင်တဲ့ကစားသမား၃ယောက်ကိုဒါ၉ယောက်နဲ့ခေါ်ပြီးပြီးနောက်ပိုင်းမှာစီတီသင်းဘာဆက်လုံးပါလဲ လက်ရှိမှာစီးရီးသင်းနဲ့ခုလက်ရှိမှာကစားသမားအကြောင်းကိုတော့အဓိက focus လုပ်တော့ကျွန်တော်တို့နေသိရတဲ့မှာပါတယ် grillish တို့ဒါကျွန်တော်တို့လက်ရှိတချို့သောကွာလာဟာနောက်တန်းအတာမလို့အတဲ့ကစားသမားတချို့တို့ဒါကိုသမား idasan တို့ဒါ club world cup ပြီးရင်တော့စီးရီးသင်းအလုတ်ထပ်လုပ်ဦးမယ်လို့ကျွန်တော်အနေနဲ့မြင်မိရတဲ့မှာပါပါတယ်မိတို့ပင်စူစီကမူဒါ manchester city အသင်းအနေနဲ့ဒီအပြောင်းအရွှေ့မှာဒါသူများထက်အမြင်နဲ့လက်ဦးပြီးတော့အမြင်နဲ့လှုပ်လှုပ်နေတယ်ဆိုတော့ဆက်လက်ပြီးပြသခဲ့တယ်ဒါတစ်ဖက်အသင်းကတောင်းတဲ့ဈေးကလည်းပေးနိုင်တာလည်းပါတာပေါ့နော်ဒါဈေးတွေပါအသင်းမစစ်ဘူးဒါတကယ်ကဒါအလုတ်လုပ်တဲ့နေရာမှာလေတော်တော်လေးကိုမြန်ဆန်တယ်လို့ပြောလို့ရကိုဒီဆိုဒီလို ှုအပြောင်းအရွှေ့တစ်ခုတစ်ခုကဒါတမေတမောတော်တော်လေးအေးအခုတော့မှဒါ Thomas Fred ဆိုရင်ဒါနီးပြလည်းပြောင်းခြင်းနဲ့အသင်းကလည်းခေါ်ခြင်းနဲ့ဒါပေမဲ့ဂျာတဲ့က၁၀တောင်မပေးခြင်းဘူးပြဿနာပေါ့အဲ့တော့ မိုက်ပါတယ်ဗျအမှန်တိုင်းပြောစီတီတင်းကိုကိုဒီကအားကျနေရတာတခုပါပဲလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ TV4 တို့မှာကျင်းလူစာပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth sport media 3.0ဆိုတဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များသောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရဲ့ များများလေးလက်ကလက်ဖို့မမေ့ကြပါနဲ့ဗျ။များများကလက်မှမမေ့နိုင်ဖြစ်ပါတယ်။အားလုံးကြွတမိုင်းကောင်းမွန်တော့နီလေးတန်တေးဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပေးကျွန်တော်ကိုတော့ကုပြပါဗျ။အားလုံးကြွတမိုင်းများများလေးလက်ကလက်ပေးကြအောင်ဗျ။များများကလက်မှမမေ့နိုင်ဖြစ်ပါတယ်။အားလုံးကြွတမိုင်းကျွန်တော်ကုပြပါအောင်။ဒေးပါပါ။